ကြတော့အဲ့လိုမျိုးလုံးသူ့ရဲ့မျက်နှာအမှုရာပေါ့နော်အဲ့ခါကြီးကြိုက်တယ်အဲ့လိုစကားတစ်လုံးပြောလိုက်ရင်တော့မှာပဲအဲ့လိုကိုကလေညောသွားတာအဲ့လိုပေါ့နော်တချို့စင်းလေးဆိုအဲ့လိုသူနဲ့အဲ့လိုမျိုးလုံးလေးတဲပြီးတော့ကြည်နေပြောနေနေလေညောသွားတာအဲ့လိုမျိုးလေးဖြစ်တဲ့ခိုက်တက်လေးလည်းရှိတယ်ဘုမရိုက်နေနေလေအဲ့လိုမျိုးလေးရှိပြီးတော့အော်အဲ့ကြောင့်မအော်အိမ်မဟုတ်ဘူးငါလောက်ရမှာပဲဆိုတော့ပြန်သိဝင်လာတာအဲ့လိုမျိုးလေးစားကြတော့တချို့စင်းလေးဆိုရင်ဟိုဘယ်လိုကောင်းလဲကိုကိုရိုင်းရအစား သူ့ရဲ့အမူအရာသူ့ရဲ့ပြောသူ့ရဲ့တုံ့ဆောင်မှုမှာမျောပါသွားတယ်သူကဟုတ်ကတော့ဒီအတ္တစီရကြတော့ဒါမမောက်တို့ဒါယုံနှမ်းနဲ့ဒါပတ်သက်ပြီးတော့ဒါသိကြတာလည်းများတယ်ဒါပြိသက်ကလည်းအဲလက်ခံမိတာလည်းရှိရခါကြတော့အဲမချူလေးနဲ့လည်းဒါနောက်တစ်ခေါက်ပြန်ဆုံအောင်မယ်အမနဲ့ကလည်းကန်ဆက်တယ်ကန်ဆက်တဲ့ခါကြတော့အမနဲ့လည်းစုံချင်တယ်ပြီးတော့ အာနောက်တစ်ခုဆက်အရာကြတော့လေရုံနှမ်းမှာဆိုမဖြီးသေးတာဟုတ်လေမဖြီးသေးတာမယ်ဇက်သိန်းတီမှာအာဘောနော်ဂျင်းနန်းနဲ့ဟာကအပီးတီမှာနင်တို့ဘာထင်မလဲနင်တို့ဆက်သွားထင်လို့လေထင်ချင်တယ်တော့အတိအကပြိတ်တက်ကိုဖြီးမပေးပဲနှုတ်ကြိုက်တာထင်ဆိုပြီးတော့ပေးတာလေဒီအတ္တဆူလေးမှာကြတော့ ပေါ့နော်အတတွေကင်ထားပြီးတော့နောက်ဆုံးလက်လွတ်လိုက်တဲ့ချိန်မှာဘလူးနေချမ်းပြီးတော့ဘလူးဆိုတော့သူ့ရဲ့အဖြူလေးကိုကြိုက်တယ်ပေါ့နော်အတိတ်ကများတော့ပြည်ဇလန်းနေမှာဆိုရင်မုန်းမယ်ဆိုတာအာတရားမုန်းကြတယ်ပြကြကွဲကြတယ်ပြက်ကြတယ်ဘလူးမျိုးပေါ့နော် ိန်းထားတာများတယ်။ပြာလေးမှာဆိုရင်ရှေ့မှာအမုန်းနေအပြိုင်ဆိုင်နေတိရမလားအများကြီးအတ္တတွေပါလာပြီးတော့နောက်ဆုံးကဘလိုမျိုးလေးပေါ့နော်ဒါတွေတွတ်ချလိုက်တဲ့ချိန်မှာဒါလေးပြသွားလဲဆိုရင်ဒီဆန့်ကြီးပေါ့နော်အဲဒီစင်းလေးတွေပါလဲဆိုတော့အဲ့ဟာလေးလည်းကြိုက်တာကြောင့်လည်းပါပါတယ်။ မှာကြောက်တာချွန်းချွန်းလေးနဲ့ဆိုရင်ဘယ်လောက်အပြည့်အမြအောင်ပေါ့ဘယ်လောက်ထိတော့ကိုယ်တိုးစားထားကြရလဲဒါတစ်ခါဆိုတစ်ခါမှာအရန်ကိုအပြိုင်ဆိုင်နေတယ်နော်အရန်များဆိုဟုတ်တယ်ဒီကားမှာဆိုရင်ဒါပို့ပြီးတော့နှစ်ယောက်ပို့ပြီးတော့เนาะတည်ရတဲ့စင်းနေပါတယ်နှစ်ယောက်ပို့ပြီးတော့အဲ့လိုရံဖြစ်ရတဲ့စင်းနေပါတယ်အများကြီးပါတဲ့ခါကျတော့ဟိုဘလို့ပဲအမနဲ့အရှိမဆုံခဲ့ပြီးပြီပဲပြောပြောဟို တချို့ဟာတွေဆိုကိုကအငယ်တယောက်နေနဲ့ဟိုအာဟိုဘယ်လိုခေါ်မလဲစိုးရိမ်ထားတဲ့အပိုင်းလေးတွေရှိတာပေါ့ပါမမရန်ဖြစ်ရတဲ့စင်အမဟိုအဲ့လိုရိုက်ရတဲ့ဟာမျိုးလေးဆိုရင်အဲ့လိုဟိုဟိုနောက်ပြရအခါကျအမနဲ့တဲ့ဖြစ်ရတဲ့စင်လေးဆိုရင်ပေါ့နော်ဟိုဘယ်လိုခေါ်မလဲကိုက ဒီဟာပေါ်မှာပြိတက်ကိုဆွဲမခေါ်နိုင်ပါလဲဆိုတော့ပြီးတော့ကိုကြစင်းလေးတွေရပါတော့ရော့သွားမှလဲဆိုတော့အများကြီးပူပန်းရတဲ့ပိုင်းတွေပါတော့ဗောဘလောက်ပဲကိုကဒီလုံးနဲ့အသားကျသူပဲဖြစ်စေကိုကအာဘယ်လိုခေါ်မလဲတကယ်တကယ်ရိုက်တဲ့ခါကျတော့ပြီးတော့ညီမတို့ရိုက်တော့ဆိုလဲဒါပြင်းဦးတွေမှာရိုက်ကြတာလေပြင်းလို့ဆိုတော့ဘယ်လိုဝယ်ရာသီဥတုချင်းတွေရှိတယ်အပြင်ပေါ့နော်အဲ့လိုအများကြီးအခက်ခဲတွေကြားရရအေးအေးနဲ့ရိုက်ရတဲ့ဟာမျိုးတွေလည်းပါတယ်ဆိုတော့အခါကျတော့ကိုကြဒီဘယ်လိုခေါ်မလဲ နည်းနည်းပေါ့နော်သွေးရတဲ့အပိုင်းလေးရောရှိရပါဒါမဲ့အမကတော့အေးစစေးပဲညီမလေးလုတ်တမနာပေးဒါလေးဆိုဒီလိုလုတ်အမကိုယ်ဆိုလည်းစောင့်ပေးတယ်ခေါ်ပေးတယ်ညီမလေးမူးရအောင်ပေါ့အဲ့လိုမျိုးအများကြီးလက်တွဲခေါ်တဲ့ခါမှာအငယ်တယောက်နေနဲ့ဒါဘယ်လိုခေါ်မလဲပီတီလေးဖြစ်တယ်ဘာလို့ဆိုတော့အမဆိုတာကတော့ဆွဲစုံရတယ်လေဒရမာကိုကြည့်မလားဟာတာကြည့်မလားပြီးစင်းနေစင်းနိုင်ရမထပ်ဘူး character မထပ်ဘူး ပြီးအပြင်စင်တွေမထပ်ဘူးသူ့ကိုသပင်ပုံစံအဲ့လိုမျိုးလေးအထူးစရာပိုင်းတွေအများကြီးရှိတဲ့အခါသူ့လိုလူတစ်ယောက်ကဒါကိုယ့်ကိုအများကြီးဒါသင်ပြပေးတယ်ပြပြပေးတယ်အများကြီးအဲ့လိုပြီးတော့တိုင်မြင်လို့လည်းရတယ်အဲ့လိုဆိုတဲ့အခါကျတော့ဒါပို့ပြီးတော့အမနဲ့အလုံးလောက်ရတယ်လေကောင်းနေလေအဲ့တော့စုံညင်တာလည်းပါတယ်ဒီလိုကားလေးမှာဒီလိုစုံညင်သူစူးစမ်းပြင်ရတာလည်းခြေနဲ့ပါတယ်ဟုတ်အထူးကကျတော့အမကျတော့အဲ့လိုမျိုးလုံးသူ့ရဲ့မျက်နှာအမူအရာပေါ့နော်အဲ့ခါကြီးကြိုက်တယ်အဲ့လိုစကားတစ်လုံးပြောလိုက်ရင်တော့မှပဲအဲ့လို ကိုကလေညောသွားတာအဲ့လိုပေါ့နော်တချို့စင်းလေးဆိုအဲ့လိုသူနဲ့အဲ့လိုမျိုးလုံးလေးတဲပြီးတော့ကြည်နေပြောနေနေလေညောသွားတာအဲ့လိုမျိုးလေးဖြစ်တဲ့ခိုက်တက်လေးလည်းရှိတယ်ဒီမှာရိုက်နေနေလေအဲ့လိုမျိုးလေးရှိပြီးတော့အော်အဲ့ကြောင့်မအော်အိမ်မဟုတ်ဘူးငါလောက်ရမှာပဲဆိုတော့ပြန်တိဝင်လာတာအဲ့လိုမျိုးလေးစားကြတော့တချို့စင်းလေးဆိုရင်ဟိုဘယ်လိုကောင်းလဲကိုကိုရိုင်းရအစားသူရဲ့အမူအရာသူရဲ့ပြောသူရဲ့တိုးဆောင်မှုမှာမျောပါသွားတဲ့သူပါဟုတ်